အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ19ရက်နေ့ကပနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြရအောင်ပါအခုအမေရိကကတော့ပထမဦးဆုံးမောင်းသူမေ AI တိုက်လေရင်ကြီးမေးစထားပါတယ်အောက်တိုဘာ19ရက်နေ့ Sorry guys မေးစထားပါအဲ့ဒီအကြောင်းတွေကိုကျွန်တော်တို့တင်ဆက်ကြရအောင်ကျွန်တော်တို့ခက်ကြီးမှာ AI ခက်ကြီးတွေဖြစ်လာဖြစ်လာတာနဲ့အမျှပေါ့စီရေးပိုင်းဆိုင်ရာတွေမှာလဲစစ်သားတွေမပါဘဲနဲ့ မောင်းသူမေတိုက်လေရင်တွင်မောင်းသူမေကားတွေတဖြည်းဖြည်းနဲ့တီထွင်လာကြတယ်အထူးသဖြင့်အခုနောက်ပိုင်းမှာအစ်စ်ရေးပိုင်းဆိုင်ရာမှာပေါ့နော်လူရင်းကိုအတုံးမချတော့ဘဲနဲ့ AI နဲ့ဘလူးစစ်တိုက်နိုင်ပါလေဆိုပြီးမှနိုင်ငံတိုင်းတွင်ကလည်းအတုံးချလာတယ်အခုအမေရိကကအစ်စ်ဆက်ဆက်ထုတ်လုပ်ထားတဲ့ AI တိုက်လေရင်ကြီးကတော့ရုရှားနဲ့တရုတ်ကိုတော်တော်လေးစူးရင်းစင်မဲ့အနေအထားတွေဖြစ်လာတယ်ကျွန်တော်ပြောပြမယ်ပေါ့ကျွန်တော်မပြအခင်လေးမှာ ဗီဒီယိုလေးတွေမပြခင်မှာအကျူးအချောင်းလေးတချို့ကိုပြမယ်ပေါ့ဆိုတော့အကျူးအချောင်းလေးတွေမပြခင်မှာအဲ့ဒီတိုက်လေရင်ကိုဘယ်လိုမျိုးပုံစံလဲဆိုတော့ကျွန်တော်ပြမယ်ဒီတိုက်လေရင်ကအမေရိကရဲ့ Shield AI company ကပေါ့နော်လွန်ခဲ့တဲ့ရတတပတ်အနည်းငယ်ကတည်းပဲ Bad Subima အမီပေါ့ X Bad လို့ခေါ်တယ် Batman လိုမျိုးပေါ့နော် X Bad လို့ခေါ်တဲ့ ကဘာပထမဦးဆုံး AI AI ကမောင်းနေနေတဲ့တိုက်လေရင်တခုလိုမျိုးဖန်တီးလာတယ်ပေါ့နော်ဆိုတော့သူ့ဒီဇိုင်းတွေလည်းရမိုက်လာတယ်ဆိုတော့အခုအပီးရက်တက်တော့သူကမထုတ်လို့သေးပါဘူး20 next year ပေါ့နော်2026လောက်မှာတော့အကုန်လုံးထုတ်နိုင်ချေရှိတယ်အခုကအယောင်ပြပုံစံလောက်ပဲကြေညာခဲ့တာပါဆိုတော့ဒီစက်ရုပ်ပေါ့နော် AI ဒီ AI တိုက်လေရင်က လူသားတွေရဲ့ထိ ंछ ုံမှုမလူပေးနဲ့ပြီးတော့ပြည်လန်းတွေလည်းမလူဘူးသူကလေဒုံပြန်တယ်လို့ပေါ့နော်ဒီမှာရက်ပြီးမှရှုလို့ပြန်သွားလို့ရတယ်ဒုံပြန်တယ်လို့ပြန်သွားလို့ရတယ်စင်းရင်လည်းအဲ့လိုစင်းလို့ရတယ်ဆိုတော့စစ်မြေပြင်ဆိုင်ရာမှာလေချောင်းစွန့်ရင်ကိုလုံးဝအချီးအကျေအပြောင်းလဲဖြစ်စေမဲ့ AI တိုက်လေရင်တစ်ခုပါကပ္ပရင်စစ်မြေပြင်ကြီးကိုလုံးဝအပြောင်းလဲစေမဲ့တိုက်လေရင်ကြီးတစ်ခုဖြစ်နေတယ်ပေါ့ ဒါဆိုတော့ကျွန်တော်တို့ဒီအချူချောင်းလေးတွေကိုမပြခင်မှာကျွန်တော်ဗီဒီယိုပြမယ်ဘလောက်ထိမိုက်လဲဆိုတော့ကျွန်တော်ဗီဒီယိုပြမယ်ဒီနောက်ပိုင်းမှာပဲကျွန်တော်တို့ဒီအာလူအပ်တဲ့အချောင်းအရာလေးတွေကိုပြရင်းနဲ့ကျွန်တော်ဆွေးနွေးမယ်ပေါ့နော်ကြည့်ပါအောင်တိုးလေးမိုက်တယ်ပြီးတော့အခုခက်ကြီးကကျွန်တော်ဟိုးညုံကစီအေခက်ပြန်ရောက်သွားပြီပေါ့ဂူရီးယားကလည်းမနေ့တနေ့ကကပ ကပအကြီးဆုံး နျူကလ িয়ার မဟုတ်တဲ့ဒုံးကျယ်တွေထုတ်လုပ်လာတယ်။ပြီးတော့လည်းမနေ့တနေ့ကရုရှားဘက်ကလည်းပထမဘေကဘကောက်ကွေရေးစနစ်ကမှမကောက်ကွေနိုင်တဲ့နျူကလ িয়ার ဒုံးကျယ်တွေထုတ်လုပ်ပြန်လာတယ်။အဲ့လိုမျိုးပေါ့နော်။ရုရှားဘက်၊ကိုရီးယားဘက်ကအစအဖြစ်တရုတ်ကအစပေါ့ဗျာ။အဲ့လိုမျိုးဆိုတော့ Hold on guys ကျွန်တော်ကျွန်တော်ဘယ်ချီကောက်တော့ဆိုတော့ချက်လောက်နော်။ ဆိုတော့အဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်တယ်ဆိုတော့ tissue တွင်နေနဲ့ set result လဲဆိုရင်လည်း comment မှာ one time ပြဆွေးနွေးလို့ရပါတယ်ပေါ့နော်အဲဟောကကျွန်တော် video လေးမပြခင်ပါ Okay good ဒါကသူ့နာမည်က X bad လို့ခေါ်တယ်အဲ့ဒီတိုက်လေကြီးနာမည်ကပေါ့နော်အဲတွေ့လားသူက ပြီးလန်းကိုမလူတာပြီးစရာလည်းမလိုဘူးဒီလိုမျိုးဒုံးပြန်ပြန်တယ်လို့မျိုးပြန်လို့ရတယ်နော်အဲအဲ့လိုမျိုး Oh my god အဘသူမမမောင်းဘူးတော့မောင်းစရာမလိုဘူးတော့ပြီးလန်းလည်းမလိုဘူးတော့ AI ကပဲသူက vertical vertical လည်းပဲပြန်သွားတာမိုက်တယ်ရမ်းမိုက်တယ်လုံးဝအိုးစရာကောင်းလာတယ်သူပုံစံကရောရမ်းမှသလားမမေးတဲ့ ဟာဒါက expert တိုက်လေကြီး AI ကမမောင်းနဲ့တော့လူလူလူစီးစရာမလိုတော့ဘူးကြည့်ပါဦးတင်းဖာဟာโอ้ဟောเออဒါကအခုကအယောင်ပုံဆောင်တော့ပြီးသွားပြီပေါ့နော် ဒီမာချီအဲဒါသူ့ရဲ့လက်နဲ့ဒေဆောင်တဲ့ခရိယာတွေဒီမှာတရှိမှာကင်မရာကြီးကြီးဖြစ်နေတယ်။စုံစမ်းရင်းမှာလည်းသူတို့ကထောက်ထားရင်းမှာလည်းတုံ့ပြုတ်တယ်ပေါ့နော်။ Wow ဒါကတော့နမူနာရှင်းပြတာပါ။နောက်မှပဲတကယ့်လက်တွေ့ကြကြမှာဘယ်လိုမျိုးပုံစံလဲဆိုပြန်ပြမယ်ပေါ့နော်။ Oof လုံးဝမိုက်တယ်။အဲဒါကတော့ သူရဲ့လေရင်ပုံစံကိုပြောပြတာပါနော်ကဲဒါဆိုတော့ဒါကအဲ့ဒါ that's the key reality ပါရောဘာဖြစ်မလဲကြည့်ကြည့်အောင် two defense giants like lockheed martin are betting on a new ဒါကမနေ့တနေ့က NBC ကိုယ်တိုင်ကသွားပြီးမှ CN CNBC ပေါ့နော် CNBC ကိုယ်တိုင်ကသွားပြီးမှအဲ့ဒီအကြောင်းကိုသွားပြီးမှအစိုးရအပြီးမှလေ့လာကြတယ်ဒီ company တွေနဲ့လည်းစကားပြောခဲ့တယ်။ company တွေကတော့ဘာလို့ပြောခဲ့တယ်ကြည့်ကြည့်အောင် Yamayrehem. Crop of growth will be the future of war. I'm here at Shield AI giving an exclusive first look at the X XFAT. It's an autonomous fighter jet, meaning there's no pilot. Entirely powered by AI systems. So, akonga duka AI system nebe power pinere mono. But do pala mo 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 mo. Dame eri le yinga le GG pinere. Called Hive Mind. expat is a next generation work miner yeah has capabilities to fly long distance ဒါက shield ai ရဲ့ ceo ပေါ့နော် gary steel က the expat ရဲ့အကြောင်းကိုရှင်းပြတာပါနော်နောက်ပိုင်းမှာပဲတရုတ်တို့ sorry ရုရှားတို့ကိုရီးယားတို့ရဲ့လက်နက်တွေကိုလည်းပြန်ပြမယ်တစ်ချက်လောက်နော် very munitions အဲအလားအဓိကအမိုက်ဆုံးကပုံမှန်သောအဖြစ်တော့တိုက်လေရင်ကဒီလိုပဲပြီးလန်းလို့ပြီးမှပြီးသွားတာကွာ the goal is to fly long distance very munitions အဲသူကလို့ be fully autonomous and be anywhere that defend အဲအဲ့လိုအဲ့လိုပုံစံကြီး uh, combat has shaped toward Ukraine shedding a light on the shifting landscape of the modern battlefield in shield ai is one of the many companies vying to lead the change there is going to be a world built of autonomous systems ဆက်ဆိုတော့အဲ့ဒီ drone system ကအခုလိုမျိုးပြောင်းလဲသွားတာကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေ့အဖြစ်ပြောရမယ်ဆိုတော့ Ukraine ရဲ့စစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပဲ drone ရဲ့တိုက်ခိုက်ကြီးကတိုက်ခိုက်ပွဲကဘယ်လောက်ထိတော့အရေးပါလဲဆိုတော့နိုင်ငံတကာကတည်လာတယ်ပေါ့နော်ဆိုတော့ America ကလည်း Ukraine တွေကလည်း drone တွေဝယ်ယူထားတယ်ကွာအခုနောက်ပိုင်းမှာသူပါတာသူဒီဆောက်ပါကျွန်တော်ပြအောင်မယ်ကြာလေမပြခင်လေးမှာအဲ့ဒီ drone အဲ့ဒီ AI ရဲ့လေယာဉ်အကြောင်းလေးကိုကျွန်တော် ရှင်းပြများစေကျွန်တော်ရှင်းပြပြီးမှကြည့်ရှုသူမဆွေအနေနဲ့လည်းနားလေပြီးမှအသာဒီအနှစ်တာရခန်းစားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ AI တဲ့လေယာဉ်နာမည်က X Bad လို့ခေါ်ပါတယ် company ထုတ်လုပ်သူနာမည်ကတော့ Shield AI လို့ခေါ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ AI ကတော့ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲတဲ့လေယာဉ်ကတော့ AI ကပဲလုံးဝအကုန်လုံးထိန်းချုပ်ထားတာ AI system နဲ့ပေါ့ တော့သူကပြင်းလာလဲမလို့ပါဘူးခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲဒုံးချေလို့တက်ပြီးမှပဲဆင်းသွားတာတက်ပြီးမှပဲဆင်းသွားတာပေါ့တော့သူကမိုင်ပေါင်းခုနမိုင်ပေါင်းနဲ့ထောင်ချိုထက်ပေါ့နော်ကီလိုမီတာ3000နဲ့900ထက်ကိုပြန်သွားနိုင်တယ်သူရဲ့လေရင်အတောင်ပံက30နဲ့9ပေ30နဲ့9ပေနော်12မီတာလောက်ရှည်တယ်အဲ့ဒီလေရင်အတောင်ပံကခုနခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲတော်တော်လေးကြီးတယ်ပေါ့နော် သူ့ရဲ့ဆွမ်းဆောင်ရည်ကဘယ်လောက်ထိတော်မိုက်မေးမိုက်လဲဆိုတော့မေပီပေါ်ကနေစီရီချလို့ရတယ်ရေပီပေါ်ကနေလည်းပြီးခတ်လို့ရတယ်ပြီးတော့တိုက်လေအချင်းချင်းတိုက်ခတ်ရေးပါလေတုံးချလို့ရတယ်တော့အခုတော့ပိုင်းတိုက်လေရင်ချင်းချင်းကတော့လူလူကပဲမောင်းပြီးမှပဲတိုက်လေရင်ချင်းချင်းတိုက်ခတ်ကြတာအခုအခုအဲ့ဒီ AI ကတိုက်လေရင်ချင်းချင်းတိုက်ခတ်ရင်းမှာအသုံးချလို့ရတယ်တဲ့ပြီးတော့ဆက်စစ်တိုက်ခတ်ရင်း electronic တိုက်ခတ်ရင်းမှာလည်းအသုံးချလို့ရတယ်တဲ့ ပြီးတော့ထောက်လှရေးငင်းငင်းလေးနဲ့ပြန်သားလို့ရတယ်ထောက်လှရေးထောက်လှရေးဖြစ်တယ်လေတုံးလို့ရတယ်မျိုးစုံသူကတောင်းထမ်းဆောင်နိုင်တယ်တဲ့အားအောက်ချီတော်မိုက်တာပေါ့နော်ဆိုတော့သူ့ရဲ့ကုန်ကြစိတ်ကလည်းတာမန်တိုက်လေရင်တွေထက်စေစားသက်သာတယ်တဲ့အားအောက်ချီတော်မိုက်တာဆိုတော့ဒီ expect ရဲ့အဓိကအာသာချက်ကတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပါပဲလုံးဝပြီးလန်းကိုမလူပဲနဲ့ဒုံးပြန်တဲ့ဖွဲ့ကိုထူးတက်စင်းနိုင်တယ်လို့ထူးစင်းနိုင်တယ်ပေါ့နော်ဒီစွမ်းရည်က သူ့ရဲ့စွမ်းရည်ကဒမုတ်တရားတွေမှာလည်းတင်မောရင်းကနေလကောင်းပေါ့ပြီးတော့အဲ့ဒီဂျူးငယ်လေးတွေကနေတွားပြည့်တိုက်လို့ရတယ်ရန်သူရဲ့ဒုံးလက်နဲ့အုပ်စုဒီဒုံးချီလက်နဲ့အုပ်စုဝေးရကနေတိုးတော်လေးမှာတွားပြီးမှအကြောက်ကပားလေးကနေတွားပြီးမှလည်းတိုက်ခိုက်တယ်ဆိုရှိတယ်အဲ့တိုက်လေရင်လည်းအောက်ထီတော်မိုက်တာဆိုတော့သူကခုနတွေ့တဲ့အတိုင်းပါပဲဒီဆက်တွေ့ရေးစနစ်လုံးဝချူးချရှိနေရတယ် စစ်မေပင်တောင်ပါလေသူ့အလူရှောက်နေအော်တိုအတူကအော်တိုအော်တိုနိုမစ်လီသွားနိုင်တယ်သူ့အလူရှောက်နေပြန်တန်းပြီးမှတိုက်ခတ်နိုင်စောရှိတယ်ရမ်းပိုက်တယ်လူသားတွေလုံးဝပါစရာမလိုဘူးဆိုတော့ကောင်းတာတစ်ခုကတိုက်လေကြီးမောင်းတဲ့လူအဖွဲလိုက်တွေနဲ့အဖွဲလိုက်တွေနဲ့လည်းတိုက်လို့ရသေးတယ်သူကတဦးတယောက်ချင်းမတိုက်ရင်တော့မှဒီအဖွဲလိုက်လေပေါ့အဖွဲလိုက်နဲ့တစ်တစ်တိုက်ခိုက်လို့ရတယ်စွရင်ရှိတယ်ပြီးတော့ဂျန်နဲ့ လေရင်မောင်းသမားတွေနဲ့လည်းအတူလက်တွဲပြီးမှပဲတိုက်ခတ်နိုင်စွမ်းရှိတယ်။အလောက်ထိတော့သူ့ရဲ့အရာရာ smart ဖြစ်နေတယ်ပေါ့တော့ရမ်းမဲ့တယ်။ဆိုတော့ကုံချစိတ်ကတော့ဒီတာမန်တိုက်လေရင်လို့ပြောရမှာပေါ့နော်။အခုအမေရိကရဲ့ F35 F35 တွေတက်တော့စေစားအခန့်ကိုတက်တာလို့ခမှန်းကြတယ်။ဆိုတော့အခုကအမေရိကရဲ့စစ်တပ်အနေနဲ့လေရင်အမြောက်အများဝေယူအသုံးပြုတာထဲအခုလိုမျိုး ဒီ drone တွေကိုဇေပပိုးလေးနဲ့လောက်တာမျိုးကသဘောကျလာတယ်။ Donald Trump ကပြောတာလေ။ Donald Trump သမရအတက်တုံးကဘာပြောခဲ့လဲကြည့်လား။ drone တစ်ခုလောက်မယ်ဆိုမှတာနဲ့ချပြီးမှပဲဖက်ဆိုင်ကုန်ငွေကြေးကုန်ချခံခဲ့ရတယ်။ Trump ကဘလို့ပြောခဲ့လဲ။ဘာကြောင့်အလောက်ထိတောင်ဖြစ်တော့တာလဲ။အလောက်ထိခက်ကြီးမှာငွေကြေးပပိုးလေးနဲ့ငွေကြေးတတတတတလေးနဲ့အမိုက်စားတိုက်လိနေလို့တည်နေဆိုမှပြောလာတယ်ပေါ့နော်။ဆိုတော့ တိုက်လေရင်တွေအများကြီးလောက်တာထက်ဘာလဲဆိုတော့ AI မောင်းသူမဲ့ drone တွေအများကြီးအမိုက်အစားတွေကိုလောက်တာဘူကောင်းပါတယ်ပြီးတော့လူလေးတက်တာတယ်ကုန်ကြဆိုင်လေးတက်တာတယ်လူအသက်လေး safety ဖြစ်သွားတယ်ဗောနလူရင်းကသွားပြီးမှအသက်ပေးပြီးမှတိုက်ဆရာမလို့တော့ဘဲနဲ့ဒီ AI နဲ့ပဲတိုက်ခိုက်မှုကပူစင်ပြလာတယ်ဆိုတော့ကျွန်တော်တို့ catch ကြီးမှာ AI စနစ်ကြီးဆိုတော့ကဘာလုံးကလည်း AI အပြန်ဆိုင်မှုတွေလောက်လာတယ်အခုက စီရေးပိုင်းဆိုင်ရာကအစတိုက်လေရင်ကအစ AI နဲ့မျိုးစအသုံးပြီးမှပဲစီရေးပိုင်းဆိုင်ရာမှာနံပါတ်1ဖြစ်မှာလဲဆိုပြီးမှတပါရုရှားတို့ US ဇုံထဲမှာလဲပြန်ဆိုင်မှုတွေရှိလာတယ်ပေါ့နော်ခုတော့ US ထုတ်လုပ်ထားတဲ့ခုနတိုက်လေရင်ကြီး AI မောင်းတဲ့စနစ်ကြီးကတော့လုံးဝတရုတ်နဲ့ရုရှားကိုစိတ်ပျက်စေမဲ့တခုတော့ဖြစ်နေတယ်ပေါ့နော်တော့တချို့ပြအောင်မယ်တစ်ချက်လောက်ဘယ်လောက်ချိမိုက်လဲဆိုတော့ Hey, hold on guys. Yeah. Wow, Do you 마이너, 뒤에 봉사를 깔어. Launcher or ship deck, XBAT brings fighter class performance to places where runways don't exist. Powered by Shield AI's Hive Mind Autonomy Core, it plans, flies, and executes missions on its own while staying link compatible for human supervision. The aircraft measures about 26 feet long with a 39 foot wingspan, transitioning seamlessly from vertical lift <laughs> to high speed flight through a thrust vectoring system and split flap elevators. Wow. Oxbat is built for reach and power. It can soar above 50,000 feet, maneuver beyond 50,000 feet, man. 4G, and cover more than 2,000 nautical miles. Ooh. Its mission suite includes a multi-mode radar, electronic warfare systems. အဲအဲ့လိုပြင်ဆင်လာတာနော်အဲ့လိုပြင်ဆင်လာတာတော့ electronic တိုက်ခိုက်ရေးမှာလည်းရန်ချွမ်းတယ် radar ကိုလည်းမြသွားဖြစ်တဲ့သူကလွတ်နိုင်တယ်နော်တိုက်ရင်လည်းဝုံတက်တယ်စီးရင်လည်းဝုံဆင်းလာတယ်ပေါ့အရမ်းမိုက်တယ်နော်ကြည့်ပါဦးသူဆင်းတဲ့ပုံစံကလည်း warfare systems advanced comms for contested environments oh damn shit yeah Wow. Guys, this is amazing. Need a pilot, doesn't need a runway, and it can fly faster than Mark 4. The X Bat is an air. Mark 4. So, Eddie, to go to the trailer, I'm going to go to the trailer. To see that, I'm going to go to the trailer. 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 အဲ့ဒီခါလေးနဲ့ပဲဒုံးပြန်တဲ့အဲ့လိုမျိုးသူမပြန်လို့ရတယ် စဉ်းသက်လို့လည်းရတယ်ပေါ့အဲ့တော့မိုက်တာ AI powered stealth fighter jet launched by Shield AI on October 21st also known as Back to the Future Day the jet doesn't need a human pilot to ဆိုတော့ October 21st မှာလောက်တာပေါ့နော်ဆိုတော့ဒါကပထမဒီအကုန်လုံးတော့ counting ပေါ်သေးပါဘူး2026လောက်မှာပဲဒီကိစ္စကိုကောင်းကောင်းလေးလောက်ကြမလို့ပြောကြတယ်ပေါ့နော်လုံးဝမိုက်တယ်ခွာအခုဂျန်နဲ့ချက်လား Mm. Drop of drones to be the future of war. I'm here at Shield AI getting in. All right, so a diga attese teaching as no dima tociba and CNBC ma bono CNBC ma edi kuna to no pione dima. Look at the intelligence and surveillance drone with VTOL. Come on, yep. ဒီ CEO နဲ့ပဲပတ်သက်ပြီးမှပဲ interview မေးတာတွေရှိတယ်အခုနကျွန်တော်ပြောတဲ့အထက်ကအဓိကကောင်းထောက်ချက်လုပ်ပြီးမှပဲကျွန်တော်ကပြောသွားတာပါဘောနော်ဂျန်နဲ့အသိစိတ်လက်တိချင်းနဲ့ဆိုတော့အမှသွားပြီးမှအကြည့်လို့ရတယ်အရာရန်ကိုမိုက်ဒေါ်တိုလေးကိုမိုက်တယ်ဘောနော်ကဲဒါကအမေရိကရဲ့မောင်းတူမဲ့ AI တိုက်လေရင်ကြီးပေါ့ဒါဆိုတော့ကျွန်တော်တို့ရုရှားဖက်နဲ့ဆောက်ကူရဖက်ကိုကြည့်ရအောင်ကျွန်တော်တို့အမေရိကန်ပြောနေတဲ့ကိစ္စကပါလေဆိုတော့ကျွန်တော်တို့က cool cold war ကြီးကိုပြန်သွားတာစီအခက်ကြီးကိုပြန်သွားတာအခုကတော့နိုင်ငံတိုင်းမှာလက်နက်တွေကိုအပြန်ဆိုင်ထုတ်လုပ်နေကြတဲ့ခက်တွေဖြစ်လာတယ်။တော့အမေရိကကကောင်းတာထုတ်တယ်ဆိုတော့တရုတ်ကကောင်းတာထုတ်တယ်။ဟောရုရှားကကောင်းတာထုတ်တယ်။ဂျန်တဲ့နိုင်ငံတွေကလည်းအမိုက်စားတွေထုတ်လာတယ်ပေါ့။ကျွန်တော်ပြောပြမှာဒီမှာတစ်ချက်လောက်။အဲ့ဒါကပါလဲဆိုတော့ရုရှားကမနစ်တနေ့ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုလည်းမိတ်ဆက်လာတယ် အဲ့ဒီရုရှားနျူကလ িয়ার ကိုဘေဒုံးကျေကကိုရေးစနစ်ကမှကကွေးနိုင်မှာမဟုတ်ဘူးဆိုမှတော့ပြောနေကြတယ်ဆိုတော့ရုရှားရဲ့နျူကလ িয়ার ဒုံးကျေကြီးက invincible လို့တော့ခေါ်တယ်အလောက်ထိတောင်မြန်ဆန်ပြီးမှမိုက်တယ်လို့ပြောကြတယ်ပေါ့ကျွန်တော်ကျွန်တော်ပြမယ်တစ်ချက်လောက်ဆိုတော့စဉ်းစားကြည့်အခုက US လက်နက်တစ်အခုကရုရှားရဲ့လက်နက်တစ်ကိုကြည့်ရအောင်ရုရှားရဲ့လက်နက်အသစ်ဆက်ဆက်လေးမနစ်တနစ်ကမှပဲပူတင်က စံတမှုအောင်မြင်တယ်ဆိုပြီးမှပြောလာတယ်။ကဘာကြီးကတော့ချိန်ချောက်လာတယ်ဘုနပူတင်က air for about 15 hours. Now the missile, dubbed the SSC X9 Skyfall by NATO, is nuclear powered, nuclear capable, and pretty much virtually unstoppable. Putin has said that the 9M730 Brisvetnik's missile is invincible to current and future missile defenses, with an almost unlimited putting out invisible look for it so through ye at the top ထားရဲ nuclear rocket g ကဘယ်သူမှတားလို့မရဘူးတဲ့အဲ့လိုချီတောင်းမိုက်နေတယ်ရုရှားကမနေ့တနေ့ကလို့ထုတ်ထုတ်လို့တဲ့ rocket ပေါ့နော်အရင်က2019တုန်းကရုရှားကအစမ်းတမှုတွေလုပ်ခဲ့ဖူးတယ်အဲ့ဒီတုန်းကမအောင်မြင်ဘူးအဲ့ဒီတုန်းက engineer ငါရောက်လဲတည်ဆုံသေးတယ်ပေါ့နော်ဒီမအောင်မြင်တဲ့အတွက်ကြောင့် အခုက9နှစ်၄နှစ်ကြာပြည့်တဲ့အပိုင်းမှာရုရှားကအောင်မြင်မှုရလာတယ်။အဲ့ဒီ rocket ဒုံးဒုံးချေ nuclear ဒုံးချေပေါ့တော့ range and unpredictable flight paths. Mm. Now this missile is a ground launched low flying missile. It's it is erratic. Uh, it's erratic flight path. So you know me ka ba le so ba le ba brevenix lo kore. Brevenix မစ္စာလို့ခေါ်တယ်ရဲရမ်းမဲ့ကဲဘာဖြစ်ဖြစ်ဒါကျွန်တော်ပြချင်တဲ့အဓိကအကြောင်းကတော့ရုရှားကလည်းသူတို့မှနျူကလ িয়ার လက်နက်တွေထုတ်လုပ်လာတယ်ထုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာပါလဲဆိုတော့ကဘာကြီးကိုချိန်ချောက်လာတယ်ပေါ့ကျွန်တော်တို့ကဘယ်သူမှတားရဲမှာမဟုတ်ဘူးပေါ့အခုကယူကရိန်းနဲ့ရုရှားစစ်ရေးအတွက်ကြောင့်လည်းနေတူးတဲ့ရုရှားခြားကလည်းဒီမှာမှုရှိလာတယ် US နဲ့ Russia ကြားကလည်းဒီမှာမှုရှိလာတယ်။အဲဒီနောက်ပိုင်းမှာပဲ Russia သမ္မတကအခုလိုမျိုး တော့အတိဆက်ဆက်လေးကိုမိတ်ဆက်ပြီးမှကျွန်တော်တို့အခုအတိထုတ်လုပ်ထားတဲ့ nuclear power ပါဝင်နေတဲ့ဒုံးကျည်ကြီးကိုဘေးနိုင်ငံက technology ကမှတားဆီးနိုင်မှာမဟုတ်ဘူးဆိုမှတော့ပူတင်ကတော့ထုတ်ပြောလာပါတယ်ပြီးတော့တခြားနိုင်ငံကလည်းချင်းချောက်လာချင်းချင်းချင်းချောက်သေးတယ်အဲ Trump ကတော့ပူတင်ကအဲ့လိုမျိုးမပြောတိဘူးဆိုပြီးမှလည်းပြောသေးတယ်ပေါ့နော်ဒါဆိုတော့တခုကြည့်ဦးမယ်ဆောက်ကိုရီးယားရဲ့ဒုံးကျည်ကြောင်းကြီးရောက်ဆောက်ကိုရီးယားကလည်းဘာဖြစ်လဲဆိုတော့ ကပအကြီးဆုံးဒုံးကျည်ထုတ်လုပ်လာတယ်ခင်ဗျားတို့ဒီတဲ့တိုင်းမှာပဲစောက်ကိုရီးယားကတော့နျူကလ িয়ার လက်နက်ထုတ်လုပ်ပိုင်ခွင့်မရှိဘူးဘာဖြစ်လို့လဲဆိုတော့အစကတည်းကသူတို့ကနျူကလ িয়ার နက်လက်ထုတ်လုပ်မှာမဟုတ်ဘူးဆိုမှ UN မှာလက်မထူပြီးသားနိုင်ငံတွေဖြစ်နေတယ်အဲ့ဒါကြောင့် UN မှာအဲ့လိုမျိုးလက်မထူတဲ့နိုင်ငံတိုင်းကနျူကလ িয়ার ထုတ်လုပ်လို့မရဘူးဒါပေမဲ့မြောက်ကိုရီးယားရဲ့အချင်းချောက်မှုကတနစ်ပြီးတနစ်ဒီမာလာတဲ့ကြောက်စရာကောင်းလာတဲ့ ဲ့ဒါကြောင့်တောင်ကူရီးယားကလည်းဒီမြောက်ကူရီးယားကိုဟန်ချက်ညီညီပြန်တိုက်ခိုက်နိုင်အောင်ဆိုပြီးမှ level ဖြစ်အောင် balance ဖြစ်အောင်တောင်ကူရီးယားကလည်းကဘာအကြီးဆုံးကဘာအကြီးဆုံး rocket ကြီးတွေထုတ်လုပ်လာတယ်ဆိုတော့တတနည်းမှာတစ်ဖက်မှာလေသူတို့ကဘယ်လိုပြောခဲ့လဲဆိုတော့ US ရဲ့အကာအကွယ်နဲ့ပဲကျွန်တော်တို့ကအမေရိကန်နေလို့မရဘူးဆိုမှပြောလာတယ်ပေါ့နော်အခုတောင်ကိုရီးယားကတော့ US ရဲ့အကာအကွယ်နဲ့ပဲ နေတာပေါ့မြားလားမြားတော့ဖြစ်တော့ US ကပဲ promise လုပ်ပေးတာ US ကသူ့ရဲ့ nuclear umbrella ကနေပဲကျွန်တော်ခမည်းကိုကောက်ွေးပဲဆိုမှပြောလာခဲ့တယ်အခုတောင်ကိုရီးယားကဒီတိုင်းသာဆက်လက်ပြီးသွားပြီးမှ US ကိုပဲအားကိုးလို့မရဘူးကျွန်တော်ဘာသာကျွန်တော်အတိတ်လို့မှဒီထက်မကပူမူတဲ့တဲ့စိတ်အားချစ်လက်နဲ့ကောင်းမှဖြစ်မယ်ဆိုမှပြောလာကြတယ်ဒါကြောင့်လေတောင်ကိုရီးယားရဲ့ military budget ကလေမြောက်ကိုရီးယားရဲ့တနင်္ဂနွေ လုံး GDP ထက်ပုံများတယ် GDP ထက်ပုံများတယ်တာတော့မနော်ဒီသူတို့ရဲ့သမရကဒီထက်မကတောင်ကူရရဲ့ military budget ကိုပူပြီးမြင့်တင်လို့မယ်လို့ပြောကြတယ်ဒါဆိုတော့ကျွန်တော်ဗီဒီယိုပြမယ်ပေါ့နော် alright ဒါကတောင်ကူရကမနစ်တနေ့ကအတိဆက်ဆက်လုပ်ထားတဲ့ကိစ္စ is building a new weapon it's called yanu 5 but the locals have a different name for it they call it the monster missile. Monster missile lo correvano. Però già monster missile missile lo the biggest ballistic missile South Korea has ever made, and it signals a major change in the country's defense strategy. For decades, South Korea depended on the United States for protection. But uh -huh. rising tensions with North Korea have changed that. Seoul now wants to rely more on its own strength. So, what is the Yanlu 5? It's a massive surface. Okay, that's a South Korea. Okay. Yeah. Yamu 5ပါဘောနော်ဆိုတော့ Yamu 5က ဘလောက်ထိတောင်ပါဝါကြီးလဲဆိုသူကတရုတ်ကိုလည်းပစ်လို့ရတယ်ရုရှားကိုလည်းပစ်လို့ရတယ်ပြီးတော့မြောက်ကိုရီးယားရဲ့နိုင်ငံတနိုင်ငံတနိုင်ငံလုံးကိုလည်းပစ်လို့ရတယ်သူကဘင်္ဂါဘတ်စတာလည်းဖြစ်နေတယ်မင်းအောက်မှာကတော့ဂျင်းတူးနေတဲ့ဘင်္ဂါရင်းမှာရှိအင်္ဂလိပ်ကိုလည်းဖြစ်စည်းနိုင်တဲ့ဆွမ်းရှိတယ်ပြီးတော့တကယ်လို့များမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားစစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဂျင်ဂျုံအွန်ကခုလုံနိုင်တဲ့ ခလုံးနဲ့ချေရှိနေတဲ့မေအောက်ထေကပန်ကာရီကိုလေပစ်ချလိုက်တဲ့စွမ်းရည်ရှိအောင်သူတို့ကလှုပ်ထားတာမိဟာရမိုက်တယ်ပေါ့နော်တော့15ဒီ15 15နာရီလောက်ပြန်တန်းလို့ရလို့ပြောကြတယ်အရန်ရန်ကမိုက်ပါတယ်ဒီတောင်ကိုရီးယားရဲ့ဒုံးချေကလည်းရမ်းမိုက်တယ်ပြီးတော့ခုနကျွန်တော်ပြောနေတဲ့ရုရှားရဲ့ဒုံးချေကလည်း US ရဲ့ Washington DC တို့ New York တို့ကိုပစ်နိုင်တဲ့အထိသူ့မှာပြန်တန်းခွင့်ရှိတယ်15နာရီလောက်ခုနရုရှားဥစ္စာက15နာရီပါ ရုရှားဥစားကလည်းရမ်းမိုက်တယ်စဉ်းစားရှိပေါ်တာတော့အခုကျွန်တော်ပြနေတဲ့ဗီဒီယိုတော်တော်များများအလုံးကမနစ်တနစ်ကပဲမိတ်ဆက်လာချတဲ့လက်နဲ့အစ်စ်တွေဖြစ်တာပါရုရှားဆိုတော့လွန်ခဲ့တဲ့၃ရက်ကပဲမိတ်ဆက်ထားတာတောင်ကိုရီးယားဆိုရင်လည်းလွန်ခဲ့တဲ့၃လွန်ခဲ့တဲ့၄ရက်၅ရက်လောက်ကပဲမိတ်ဆက်ထားတာရုရှားရဲ့တပတ်လောက်မကြာဘူးသူတို့မိတ်ဆက်တာအကြံအဖိပြောရမယ်ဆိုရင်တော့အခု US ရဲ့ တရားဟင်တိုက်လေရင်ကြီးကလေမိတ်ဆက်တာတပတ်လောက်မကြောက်စဉ်းစားကြည့်တယောက်ကလေမနစ်တနေ့က hypersonic ကအစားနော်လက်နဲ့ကောက်စားတွေလှုပ်လာတယ်ပရိသတ်တို့ကောင်းကောင်းလေးစဉ်းစားကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဘာကြီးမှာအထူးသဖြင့်လက်နဲ့အပြိုင်ဆိုင်တွေကိုထုတ်လုပ်ကြတာလက်နဲ့အပြိုင်ဆိုင်တွေကိုလှုပ်လာကြတာသတိထားသတိထားမိလိမ့်မယ်အများအကြီးသတိထားလိမ့်မယ်အရင်တုန်းကလက်နဲ့အပြိုင်ဆိုင်လှုပ်တာမျိုးကအရှက်ရှက်ပါပါလူခေတဲ့စနေမှာကြည့်မယ်ခင်ဗျားတို့ကြည့်မယ်ဆိုတော့အဲ့လောက်ကြည့်မရှိဘူး so ukraine ရဲ့စစ်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာကဘာတိုင်းကဘာတိုင်းကလက်နက်တွေအများကြီးဝေလာတယ်နိုင်ငံတိုင်းကလည်းလက်နက်တွေအများကြီးဝေလာတယ်လက်နက်ထုတ်လုပ်တဲ့နိုင်ငံတွေအိန္ဒိယတို့ရုရှားတို့တူရကီတို့ကိုရီးယားတို့ US တို့ကလည်းအများကြီးလက်နက်အကောင်စားတွေထုတ်လာကြတယ်ကဘာကြီးချင်တွေကအခုကျွန်တော်တို့ဒီစစ်အခက်တန်သွားတာပေါ့နော်စစ်အခက်တန်သွားတယ်လက်နက်အပြန်ဆန်ထုတ်လုပ်နေတဲ့ခက်ကြီးတွေပြန်ရောက်သွားပါပြီဆိုတော့ ခုကျွန်တော်ပြနေတဲ့တက်တည်အထောက်ထားတွေအားလုံးကတက်တည်ပါပဲပေါ့ဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့အာလက်နဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှတရင်တွေကတော့ဒီလောက်နဲ့ပဲအဆုံးသက်ချင်ပါတယ်ပေါ့နော်အခုလိုမျိုးကြီးရှုပြီးအားပေးနေတဲ့မိတ်ဆွေအားလုံးပေါ်မှာကျေးဇူးတင်ပါတယ် thank you so much guys ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်းတပိုးကြရဲဆိုတော့ subscribe လုပ်ပေးခြင်းအားဖြင့်အားပေးလို့ရပါတယ်ကျွန်တော်ကကဘာအကြောင်းနဲ့ပတ်သက်ပြီးမှပဲဒီပြအဆွေးနွေးလည်းရှိပါတယ် ယေရှုသူအနေနဲ့မဟုတ်တူတာရတဲ့အကျူးရှိတယ်လို့ခန်းစားမိတယ်ဆိုတော့ YouTube မှာ subscribe လို့ page အပ်လို့ရပါတယ် and thank you so much for watching beautiful people i love you guys take care